မကြသည်မိကတည်းများအရာဟာမတ်အဖွဲ့ရဲ့စစ်ပဆိုင်ရာအက်ကက်ဆမ်တမဟာမြားကဂါဇန်ကမ်းမြောင်ဒေသရာဖာမြို့အစ်စ်ဘက်ကမှရှိတဲ့အစ္စရေးစစ်တပ်တွေကိုခြုံခိုတိုက်ခိုက်ခြင်းနဲ့ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဟာမတ်ကအဆိုပါတိုက်ခတ်မှုများ၎င်းတို့ရဲ့ငရဲဂိတ်စစ်စင်ရေးရဲ့တစိ့တစ်ပိုင်းဖြစ်ပြီး အစ္စရေးတပ်ဖွဲ့ဝင်များကြားထိခိုက်ဒဏ်ရာရမှုနဲ့တေဆုံမှုတွေဖြစ်စေခဲ့ပါတယ်။2025ခုနှစ်မေလ18ရက်နေ့မှာအက်ဆာကန်တမဟာကရာဖာအစ်ပတ်မှာရှိတဲ့အတန်နုရပ်ကွက်မှာစစ်ဆင်ရေးနှစ်ခုအတွက်အစ္စရေးစစ်တပ်19ဦးတချို့ကတော့တေဆုံပြီးတော့တချို့ဒဏ်ရာရခဲ့ကြောင်းတိပြောကြားခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုတွေမှာ၎င်းတို့ရဲ့စစ်သား2ဦးတေဆုံပြီးနောက်ထပ်၄ဦးတရားပြင်းထန်ကြောင်းအစ်ရေးစစ်တပ်ကတီးပြုတ်ခဲ့ပါတယ်။အက်ကဆန်ကချုံခိုတက်ခဲသူတဦးရဲ့ဗီဒီယိုကိုလည်းမျှဝေခဲ့ပါတယ်။အစ်ရေးစစ်သားတွေပုံအောင်နေတဲ့အဆောက်အဦရဲ့မြင်းကြီးထောက်ကို တက်ခမှုကစတင်ခဲ့တာဖြစ်တယ်။အဲဒီနောက်ခန္တာစန့်ကျင်ရေးနဲ့တန်ကြပ်ကကြည်လျူရအသုံးပြုပြီးတော့မှအနီးကတက်ခမှုတွေကိုပြုလုပ်ခဲ့ပါတယ်။တက်ခရေးသမားတွေကတက်ခမှုတွေကိုလှုပ်ဆောင်ဖို့အတွက်ဥမင်လိုင်ကောင်းတွေအသုံးပြုခဲ့ပါတယ်။ဒီဥမင်လိုင်ကောင်းတွေကဣဇွေတပ်များနဲ့နီးကစီပြီးတော့မှလေမြတ်စွာတက်ခတ်ပြီးနောက်မြန်လွန်မြောက်စွာအတွက်အကူအညီဖြစ်စေပါရစေ။နီးဘူဟာတွေကဣဇရေစစ်တပ်ကိုတုတ်ပြန်မှုအတွက်ပုံမှန်ခက်ခဲစေတာကိုတွေ့ရပါရစေ။ ဣဇရီလတကဂါဇာအဝါမရှိတဲ့ဘာမနဲ့ဆက်နွယ်နေတဲ့နေရာ60ကိုဘုံကျဲတက်ကမှုတိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေတာကိုသူတင်ခဲ့ပါတယ်။အဲဒါကရာဖာတီရှိနီယာနေရာတွေကိုတော်တော်များပေါ်လာတော့တွေ့ရတယ်။ဆိုပါတက်ကမှုတွေရဲ့ရွေချက်ကတော့ဟာမတ်စစ်ဘက်ဆိုင်ရာဆောက်အုပ်တွေကိုဖျက်ဆီးဖို့နဲ့နောက်နေနေတဲ့အပြစ်ကရရှိဖို့သဘောတူရန်ဟာမတ်ကိုဖိအားပေးဖို့ဖြစ်ပါတယ်။ဒီဖိအားတွေကရာဖာမှာတိုက်ပွဲတွေပိုဆိုးလာစေပြီးတော့မှဟာမတ်နဲ့ဣဇရီနှစ်ဖက်စလုံးကသူတို့ရဲ့စစ်ရေးအရတင်းမာမှုတွေကိုတိုးလာတာကိုတွေ့ရပါတယ်။ بسم الله الله اكبر الله اكبر الله الله اكبر الله اكبر سبيلك وابتغاء ما